ခနေ့ရှိရ6လ2021မြတ်စွာဘုရားရဲ့တရားတွေကိုနားကြားရတာဘာအတွက်လဲဆိုလို့ရှိရင်စင်ရဲ့ဟူသည်မချုပ်ငိမ့်မှုအဲ့တော့တတ္တဝါတွေအားလုံးကစင်ရဲ့ကိုဘယ်သူမှအလိုမရှိဘူးအဲ့ဒါကသစ္စာတရားပဲနိယာမပဲသစ္စာတရားတို့ နိယာမလို့ဆိုတာကျွန်တော်တို့စိတ်ထဲမှာပေါ်လွင်မနေလို့ပါ ပေါ်လွင်နေတဲ့အလေးချင်းတခု ကျွန်တော်တို့စဉ်းစားတတ်တဲ့အလေးချင်းတမ္မာသင်္ကပ္ပလေးချင်းမရှိလို့ပါကိုယ်စိတ်ထဲမှာတစ္ဆန်ဆိုတာအမြဲမှန်ကန်နေတယ်နိယာမတရားတွေပဲအဲ့တော့တတ္တဝအလုံးစင်းရဲကိုအလုံးမရှိဘူးဆိုတော့လေတစ္ဆာတရားပဲနိယာမပဲ စင်းရဲကိုအလုံးမရှင်းဘာကိုလို့ရှိလဲဆိုစင်းရဲကင်းတဲ့ချမ်းသာစေ ချမ်းသာမှန်ကိုလို့ရှိတယ်စင်းရဲလုံးဝမရောတဲ့ချမ်းသာစေချမ်းသာမှန်ကိုလို့ရှိတယ်အဲ့ဒါနိဗ္ဗာန်ဏိယောဓသစ္စာပဲအဲ့တော့တတ္တဝအလုံးကစင်းရဲကိုအလုံးမရှိဘူးလို့ဒါပြောရင်ပြောတတ်ပါလိမ့်မယ်စိတ်ထဲမှာခံယူရင်ခံယူတတ်ပါတယ်ဒါပေမဲ့ဒါကိုသစ္စာတရားဏိယောဓသစ္စာနိဗ္ဗာန်လို့တော့ဉာဏ်ထဲမှာပေါ်လွင်ထင်ရှားမနေဘူး ဘာပြုတ်လို့လဲကိုအဲ့လိုစဉ်းစားတဲ့အလေးချင်းကျွန်တော်တို့မှမရှိခဲ့ဘူးကိုညံထဲမှာတစ္ဆာစိုက်တဲ့ရှူတော်မျိုးနဲ့ကျွန်တော်တို့စိတ်ထဲကပေါ်လွင်မနေဘူးမြင်မနေဘူးစဉ်းရဲကို အလိုမရှိဘူးတော့သိတယ်ဒါကိုတစ္ဆာတရားလို့ကျွန်တော်တို့မသိတာတတဝအားလုံးဟာစဉ်းရဲကိုအလိုမရှိဘူးဆိုတာဒါ universal truth ပဲပရမတ်ထတရားပဲ reality ပဲ ဒါပေမဲ့ကျွန်တော်ကသစ္စာနယ်အထိစိတ်ထဲမှာပေါ်လွင်မနေခဲ့ဘူး။ဒါကနိရောဓသစ္စာနိဗ္ဗာန်လို့အဲ့တော့တမှုရိဆိုရက်လောကအလေး၌ပြောလို့ရှိရင်လေလူတိုင်းတတ္တဝါတိုင်းချမ်းသာခြင်းညာတယ်ဆင်းရဲအလိုမရှိဘူးဒါလူတိုင်းသိတယ်ဒါပေမဲ့တလောကလုံးတတ္တဝါတိုင်းဆိုတာပြမနယ်ရောက်သွားပြီ ဒုက္ခအဲ့တော့ဒီသစ္စာတရားပေါ့နော်ဆိုတော့ဒုက္ခသစ္စာအထိဉာဏ်ထဲမှာပေါ်လွင်နေခဲ့ဘူးဒါကြောင့်မလို့နိရောဓသစ္စာ ချမ်းသာကိုအလိုရှိကြတယ်တတ္တဝါတိုင်းအစင်းရဲကိုအလိုမရှိဘူးချမ်းသာကိုအလိုရှိတယ်ဆိုတာသစ္စာဆိုင်သွားနိရောဓသစ္စာနိဗ္ဗာန်စကားတခွန်းပြောလို့ရှိရင်နေသုံးနေတခါတည်းပါသွားတယ်ဒါဉာဏ်ရဲ့တိမ့်စီအားပဲကျွန်တော်တို့က ဲ့တော့ဉာဏ်ထဲမှာကတတ္တဝါတိုင်းစင်းရဲကိုအလိုမရှိဘူးဆိုရတော့တော့သိရင်သိနိုင်တယ်ဒါပေမဲ့အဲ့ဒါကနိရောဓသစ္စာကိုပြောနေတယ်နိဗ္ဗာန်ကိုပြောနေတယ်လို့ကျွန်တော်တို့ဉာဏ်ထဲမှာတော့ပုပ္ပေနနုသူတေသူတမေသူစက္ကုံဥရပါရိဉာဏံဥရပါရိပညာဥရပါရိဝိဇ္ဇာဥရပါရိအာလောကဥရပါတိလို့ဒီလိုမဖြစ်ဘူး light မဖြစ်ဘူးအဝိဇ္ဇာမပယ်ဘူး ဲ့တော့ကိုယ်အတိတခုကအဝိဇ္ဇာပေတနာချုပ်နိဗ္ဗာန်ရောက်ဆိုတာကစကလုံးအနေနဲ့ဒါပြောရဲအခါကျ principle ကိုတော့သဘောပေါက်သွားတယ် principle ကကျွန်တော်တို့မှာ အဝိဇ္ဇာကြောင့်လောဘတဏှာတွေဖြစ်နေတဲ့အမှန်မသိမှုကြောင့်ဒီလောဘတဏှာတွေကြောင့်မို့ကျွန်တော်တို့ရဲ့ကာယကံဝစီကံမနောကံတွေဟာနောက်ဘဝနောက်ခန္ဓာအတွက်မျိုးစေ့တွေကံတ္တိတွေဖြစ်ခဲ့တယ် ထောင်ပြောင်းမိတ်နေဖြစ်ခဲ့တယ်။ကံကိုလည်းထောင်ပြောင်းမိတ်လို့ကျွန်တော်ညံနေမှာမပေါ်လွင်ခဲ့ဘူးပေါ့နော်။ကံကောင်းကျင်နေဆိုတာထောင်ကောင်းပြောင်းကျင်နေ။ကံကောင်းကျင်နေဆိုတာထောင်ကောင်းပြောင်းကျင်နေလို့လည်းမပေါ်လွင်တာကအဝိဇ္ဇာရဲ့တတ္တိပဲ။အဝိဇ္ဇာရဲ့တတ္တိကြောင့်လူချမ်းသာနဲ့ချမ်းသာဗြဟ္မချမ်းသာဆိုတဲ့လူထောင်နဲ့တောင်ဗြဟ္မထောင်ကိုအလိုရှိနှစ်သက်နေတာကလောဘတဏ္ဍာပဲ။ ီလောဘတဏှာကြောင့်ကျွန်တော်တို့တန်တရားထောင်30တထောင်နဲ့ကမလွတ်နိုင်ခဲ့ကြဘူးအဲ့တော့တတဝါတိုင်းချမ်းသာကိုအလိုရှိတယ်ဆိုတာအဝိဇ္ဇာပယ်ပြီးတော့မှန်မှန်ကန်ကန်နိရောဓသစ္စာထိတိသွားတဲ့အသည့်လောဘနဲ့လိုချင်တာမဟုတ်ဘူးမှန်ကန်တဲ့အမြင်တစ်ခုပေါ်မှာမူတည်ပြီးတော့သစ္စာဆိုင်တဲ့အသည့်သဘောပေါက်သွားလို့ရှိရင်သူအဝိဇ္ဇာမရှိဘူး တတဝါတိုင်းစင်းရဲကို အလုံးမရှိဘူးဆိုတာနိရောဓသစ္စာအထိမဆိုင်ရင်အဝိဇ္ဇာရှိတယ်။အဝိဇ္ဇာရှိတဲ့အတွက်သူချမ်းသာကိုလိုချင်တက်မဲ့နေတဲ့လောဘတဏှာလေးသူထဲမှာရှိနေတယ်။ဘာပြုလို့လဲ။သူအဝိဇ္ဇာရှိတာကိုဘာလို့အဝိဇ္ဇာရှိရအောင်။တတဝါတိုင်းချမ်းသာကိုအလုံးမရှိဘူးဆိုတာကသစ္စာဆိုင်တဲ့အထိသူမတိသေးဘူး။အဝိဇ္ဇာပယ်တဲ့အထိသူမတိသေးဘူး။သစ္စာဆိုင်မှာအဝိဇ္ဇာပယ်တာ။ အဲ့တော့ကိုဉဏ်နဲ့မှာသစ္စာစိုက်တဲ့အတိတခုပေရံမေတ္တာကတတဝတိုင်းကဆင်းရဲကိုအလိုမရှိဘူးဆိုတာကိုကျွန်တော်တို့ကနယ်သုံးနယ်နဲ့တရားလေးတစ်ပုဒ်ဖြစ်သွားအောင် ပြောနိုင်ရမယ်။အရာရာတိုင်းကအဲ့တိုင်းစဉ်းစားတတ်တဲ့အလေးချင်းဖြစ်သွားပြီ။တရားဆိုအများကြီးစဉ်းစားနေစရာမလိုဘူး။ဘယ်အရာမှဆိုတရားကြီးပဲ။သမှုရိနယ်အနေနဲ့လည်းပုဂ္ဂိုလ်တတဝနယ်အနေနဲ့လည်းသိရမယ်။ပရမတ်နယ် ယုံနယ်နဲ့ကိလေသာသဘောကိုသိရမယ်ပရမတ်နယ်မှာယုံနယ်လည်းရှိတယ်เนาะကိလေသာလည်းရှိတယ်ဒါကိုဘယ်အထိသိရမလဲတစ္ဆာဆိုင်တဲ့အထိသိရမယ်တစ္ဆာဆိုတာယုံနယ်ဒုက္ခတစ္ဆာကိလေသာသမှုရိယတစ္ဆာကိလေသာခြုံငိမ့်သွားတာကနိရောဓတစ္ဆာနိဗ္ဗာန်ကိုနှလုံးသွင်းတာကတော့မဂ္ဂတစ္ဆာပေါ့เนาะမဂ္ဂင်ရှိပါဆိုတာဒီလိုလေးလွယ်လွယ်ကူကူညံနေမှာပေါ်လွင်နေရမယ် ဘုဗ္ဗေနံသူတေသူဓမ္မေသူသက္ကုံဥရပါရိဉာဏ်ဉ္ဇဥရပါရိပညာဥရပါရိဝိဇာဥရပါရိအလောကဥရပါရိဆိုရဲဓမ္မစကြာအလွန်နှစ်သက်မြတ်နိုးပဲဖြစ်တယ်ကိုယ်စိတ်ထဲမှာအရင်တော့ဒီလိုနေသုံးနေတွေမထင်ရှားခဲ့ဘူးအခုပေါ်လွင်ထင်ရှားလာပြီတရားသိတယ်ဆိုတာကအလကားသိတာတော့မဟုတ်ဘူးကိုယ်ဉာဏ်ထဲမှာပေါ်လွင်ထင်ရှားနေရမယ်ဘယ်ဟာတွေထိလဲနေသုံးနေတဲ့လုံးလောကအနေနဲ့သိရမယ် ပရမတ်ဆိုတဲ့တကယ်အရှိတရားတွေယုံနယ်နဲ့ကိလေသာကိုလည်းသိရမယ်အရှိတရားကိုပြောလို့ရှိရင်ယုံနယ်ပဲပြောကြတယ်ကိလေသာကြမ်းကြမ်းနေတယ်ကိလေသာလည်းအရှိတရားပါပဲလောကဆိုတာကကိလေသာရှိလို့လောကဖြစ်လာတာကိလေသာမရှိရင် လောကခြုံငိမ့်သွားမှာဖြစ်ပါတယ်ဒါကြောင့်မလို့အရှိတရားထဲမှာယုံနယ်အပြင်ဘာလို့သဘောပေါက်အောင်ကိလေသာပါကျွန်တော်တို့စဉ်းစားရမှာဖြစ်ပါတယ် ကျွန်တော်တို့ပြောလိုက်လို့ရှိရင်ယုံနယ်နေပဲပြောပြီးတော့ကိလေသာကြမ်းကြံနေတတ်ကိလေသာကိုအရှိတရားပရမတ္ထတရားလို့စိတ်ထဲမှာသိမပေါ်ဘူးပရမတ်ဆိုတော့စာရိသင်္ဍာတော့စိတ်စေတသိက်ယုတ်နိဗ္ဗာန်ပေါ့စိတ်စေတသိက်ယုတ်နိဗ္ဗာန်ဆိုတော့ပရမတ်တွေဆိုတော့ကျွန်တော်တို့ကစေတသိက်ထဲမှာအကုသိုလ်တရားတွေပါတယ်လို့စိတ်ထဲကမထင်ရှားခဲ့ဘူး ယုံတဲ့နန်နေပဲလို့အဲဒီလိုပဲထင်ရှားခဲ့တယ်။မဟုတ်ဘူးကိလေသာတိတ်အရေးကြီးတယ်။ကျွန်တော်တို့ကကိလေသာကိုမမြင်နိုင်သေးဘူးကိလေသာကိုကျွန်တော်တို့ပယ်ကွင်းရမှာမဟုတ်ဘူး။ကိလေသာကိုမမြင်တော့ကိလေသာပယ်တာလည်းမသိဘူးမပယ်တာလည်းမသိဘူး။ကိလေသာခြုံငိမ့်နေတာလည်းမသိဘူးကိလေသာတွေရှိနေတာလည်းမသိဘူး။အဲ့ဒါကဘာဖြစ်နေလဲအဝိဇ္ဇာဖြစ်နေတယ်။ ဲ့တော့အဝိဇ္ဇာပြစ္ဆယသင်္ခါယဆိုတာပရိစ္ဆတ်သမုပ္ပတ်ဒေသနာကြီးอ่ะကျွန်တော်တို့ကပရိစ္ဆတ်သမုပ္ပတ်ဒေသနာမှာအနုလုံပရိလုံဆိုတာရှိတယ်အနုလုံဆိုတာအဝိဇ္ဇာပြစ္ဆယသင်္ခါယသင်္ခါယပြစ္ဆယဝิญဉာဏ်ဆိုပြီးတော့ဖြစ်စဉ်သမုဒိယသစ္စာကိုပြပရိလုံဆိုတာတော့အဝိဇ္ဇာရောတွေဝအတေတဝိယာကနိယောဒသင်္ခါယနိယောဒဆိုပြီးတော့အဝိဇ္ဇာချုပ်ရင် သင်္ခါရချုပ်တယ်ဆိုပြီးတော့និရောဓသစ္စာကိုပြတာဒါပေမဲ့အဝိဇ္ဇာယတွေ့ဝံအတေတဝိယာကនិရောဓသင်္ခါရនិရောဓသင်္ခါရនិရောဓဝิญဉ်နရောဓဆိုော့လူတွေမှနားမလည်နိုင်ဘူးရွတ်ဖတ်တာသာရှိတယ်ဒါကြောင့်မလို့ဇေယံကအဝိဇ္ဇာရှိနေသူတွေငါတွေသူတွေနဲ့ဆွေလန်းပြီးတော့တိုက်တေးကန်တွေရွှေတွေငွေတွေစိန်တွေတန်းတွေသမီးတွေတကယ်ထင်ပြီးတော့တကယ်ယူထားတာ တကယ်အယူတစ်ခုအနေနဲ့တကယ်ယူပြီးတော့ပြောဆိုလုတ်ကင်နေသည်မြတ်အဝိဇ္ဇာပစ္စယသင်္ခါရပဲအဲ့တော့ယုံနံသဘောတွေဝิญဉဏ်ထဲမှာပေါ်လွင်းလာရင်အဝိဇ္ဇာပဲတဏှာချုပ်နိဗ္ဗာန်ရောက်တယ်ဆိုတာကပရိစ္ဆသမုပ္ပါယ်ရဲ့အနုလုံပရိလုံကိုတဏ္ဏလူတွေနားလည်အောင်လွယ်ကူအောင် principle ကို သင်လိုက်တာပါဒါမြတ်စွာဘုရားကဆုံလာပြည့်နေမှာဖျားဖြစ်တယ်ဆိုတာ ပရိစ္ဆသမုပ္ပါဒေသနာကိုစဉ္ညံသုံးသပ်ပြီးတော့မြတ်စွာဘုရားဖျားဖြစ်တယ်လို့စာပေတွေကဆိုကြပါတယ်။ဒါကြောင့်မလို့အဝိဇ္ဇာပစ္စယသင်္ခါရလေးကိုတမန်လူတွေတဲကိုရောက်အောင်ကျွန်တော်တို့နေ့စဉ်ပုဂ္ဂိုလ်တ attva ငါးသူတဝါပေါ့နော်။ယောက်ျားတွေမိန်းမတွေသားတွေသမီးတွေတိုက်တွေကားတွေရှူတွေ စိန်တွေကော်ဖီတွေလက်ဖက်ရည်တွေနဲ့ ဒီလိုကိုတကယ်စိတ်ထဲမှာပေါ်လွင်နေတာယူထားပြီတကယ်အရှိလို့ယူပြီးတော့ပြောဆိုသုံးဆွဲနေတယ်ဆက်ဆံနေတယ်ဆိုရင်ဒါအဝိဇ္ဇာပစ္စယသင်္ခါယဩအခုကြမှာမိမိကိုယ်ကဘာလဲဆိုတော့အရင်တော့ရုပ်နဲ့နဲ့ကိလေသာပေါ့နော်ရုပ်နဲ့နဲ့ကိလေသာဆိုတဲ့နာမည်ပေးလိုက်တာမိမိကိုယ်ကဘာလဲ what am i Who am I? မိမိကိုယ်ဟာဘာလဲဆိုရုပ်နာနဲ့ကိလေသာပေါ့အခုကဆုံလာပြီနေ့ကနေစပြီးတော့နောက်နာမည်တစ်မျိုးထပ်ပေးလိုက်တယ်မိမိကိုယ်ဟာဘာလဲဆိုအဝိဇ္ဇာပစ္စယသင်္ခါရကြီးပါလားဆိုသိသွားဘာပြုလို့လဲအဲဒီလိုပဲနေခဲ့ကြတာပဲလေအဝိဇ္ဇာပစ္စယသင်္ခါရဖြစ်နေမှလည်းမသိဘူးအခုတော့ကိုယ်နာမည်ပြောင်းရမယ့်အချိန်ရောက်ပြီအဲ့တော့ရုပ်နာနဲ့ကိလေသာ အမည်က2020မှာရုပ်နာနဲ့ကိလေသာလို့အမည်ပေးခဲ့တယ် ခု2021မှာမိမိကိုယ်ကဘာလဲဆိုအဝိဇ္ဇာပစ္စယသင်္ခါရပဲအဲနာမည်ပြောင်းကြရမှာပေါ့နော်ပြောင်းတော့ပြောင်းတယ်ဉာဏ်ပြောင်းသွားတာတော့မဟုတ်ဘူးနာမည်ပဲပြောင်းသွားတာပေါ့နော်ကျွန်တော်တို့ကအဲ့တော့ဉာဏ်ပြောင်းရမှာမောဟနဲ့အမောဟဖြစ်အောင်ပြောင်းရမှာဝိဇ္ဇာအဝိဇ္ဇာနဲ့ဝိဇ္ဇာဖြစ်အောင်ပြောင်းရမှာဒါပေမဲ့ကျွန်တော်တို့ကအဲ့လိုမပြောင်းမနဲ့မိမိကိုယ်ကဘာလဲ what am i who am i ကနေ ယုံနဲ့နဲ့ကိလေသာဆိုတဲ့အမည်ကနေပြီးတော့2021တင်ပါတော့နာမည်အတိရသွားတယ်။ဘာအတိလဲတော့အဝိဒါပစ္စယသင်္ခါရတဲ့မိမိကိုယ်ကဘာလဲဆိုဘာပြုလို့လဲ။အော်လုံလိုက်မှပြင်စိတ်ရဲ့ဇောတွေစိတ်မှာဇောတွေကပ်ပြီးတော့ပြောကြဆိုကြလှုပ်ကြကိုင်းကြနေရ။ဒီဇောတွေဖြစ်နေမှန်းလည်းမသိဘူး။ အဲ့တော့တရားအားထုတ်တယ်ဆိုတာကသတိဝိရိယတမာရီတည်ထောင်လိုက်ရင်ဇောကြသွားလိမ့်မယ်ဇောရီကြသွားရင် သိတိတအဲ့တော့ခဏကိုကငြိမ့်သွားတဲ့အတွက်တရားအားထုတ်တဲ့အခါမှာဇောရီငြိမ့်သွားပြီးတော့ခဏကိုရဲ့ဖြစ်မှုပြမှုတွေကလှုပ်ရှားမှုတွေပေါ့နော်တိုးတာလွန်တာ ဖောင်းတာပိန်တာတိုးတာတွန်းတာဒါတွေကပေါ်လွင်ထင်ရှားလာတယ်အဲ့တော့ခန္ဓာရဲ့နောက်ကိုနောက်ကနေပြီးတော့သတိပဋ္ဌာန်ပေါ့နော်ခန္ဓာရဲ့တိုးမှုတွန်းမှုလှုပ်မှုလေးတွေဒီခန္ဓာရဲ့ဖောက်ပြန်နေတဲ့သဘောလေးတွေကိုဉာဏ်သူကတမာရီအစွမ်းနဲ့ထင်ရှားသွားတယ်ပေါ်လွင်ထင်ရှားသွားတယ်ထင်ရှားသွားပြီးနောက်ကသတိလေးလိုက်ပြူတယ်ဉာဏ်နဲ့လိုက်ကြည့်တယ်ခန္ဓာဆိုတာဒါပါလားဒုတိနေတဲ့ကောင်းကိုချစ်လက်မှုပေါ့ ဝิญဉ္တိဒိုရာတွန်နာဖောင်းနာပိနာအပူရာအေးတာပေါ့နော်အဒီဒီဟန်လေးတွေကိုဖောက်ပြန်တဲ့သဘောလေးတွေကိုဒါခန္ဓာပဲမျက်စိမိတ်တာကခေါင်းကိုခြေလက်ကြီးမဟုတ်ဘူးခန္ဓာဆိုတာဒါဘာလားလို့သိသွားရင်ကျွန်တော်တို့ခေါင်းကိုခြေလက်လို့အတုံးခိန်းနဲ့ယူထားတာကြီးကစိတ်ထဲကပြုတ်ကျသွားတယ်ပြုတ်ကျသွားတဲ့အတွက်စိတ်ဟာပေါ်ပန်းလာတယ်အာရမဏပစ္စည်းရောမံကန်တဲ့အာယုန်တစ်ခုကိုမြင်တဲ့အတွက် စိတ်ရအေးချမ်းမှုတစ်ခုတည်ငြိမ်မှုတစ်ခုရသွားတယ်နော်ဇောရီကျသွားတယ်ငါသူတစ်ပါးယောက်ျားမိန်းမပုဂ္ဂိုလ်တ ত্ত্ব အနေနဲ့ယူထားတာဇောရီများနေတယ်ကိုကိုကိုလည်းအဲ့လိုမသိခဲ့ဘူးအဲ့တော့ဒီဇောကိုချပြန်မယ်ဇာတို့ကကိလေသာဇောတွေပေါ့ဘာဇောလဲဆိုတော့ကိလေသာဇောတွေအဝိဇ္ဇာဇောတွေလောဘဒေါသမောဟဇောတွေ ဒီဇောရီယာတရားအထုတ်လိုက်တဲ့အခါမှာသတိဝိရိယတမာရီအစွမ်းကြောင့်ကျသွားတယ်။လောဘဇောရီကျသွားတယ်ဒေါသဇောရီကျသွားတယ်။အဲ့တော့ဝင်းလေထွက်လေတို့ဖောင်းနယ်ပိန်နယ်တို့မှာတိုးတာတွန်းတာလေးတွေကိုတကယ်အာယုံစူးစမ်းပြီးတော့ခေါင်းကိုခြေလက်တွေပျောက်သွားမယ်။တိုးတဲ့တိုးနဲ့သဘောလေးတွေပဲစိတ်ထဲမှာပေါ်လိမ့်မယ်။ဖောက်ပြန်တဲ့သဘောလေးတွေပဲပေါ်နေမယ်။ခံစားရတဲ့ပေါ့နော်။နာကျင်မှုဒေးလေးတွေ ြင်နာထုံနာလေးတွေပေါ်နေမယ်ဆိုရင်ဒါခန္ဓာပဲဝิญဉ္စီရောက်သွားပြီတတ္တိယတစ်ခုသတိပြုအဲ့ဒါလေးကိုဒါကိုယ်စိတ်ထဲကပိုင်ပိုင်နိုင်နိုင် ပေါ့နော်တတ္တိယတစ်ခုကိုသတိပြုနိုင် ပြီးတော့ဒါလေးကိုဇက်တိုက်နှလုံးသွင်းနေနိုင်လို့ရှိရင် ခန္ဓာရဲ့ဇောတွေပြုတ်ကျသွားလိမ့်မယ်သိမကြဘူးပြုတ်ကျသွားလို့ရှင် လောဘဇောဒေါသဇော မောဟဇောဘပြုတ်ကြသွားတဲ့အတွက်လူကအေးငြိမ့်သွားတယ် ဒီငြိမ်းချမ်းမှုကိုလက်သဘောပေါက်သွားလို့ချင်းတွေ့ဘူးကြုံမှုသွားရင်တရားအထုတ်ရင်အဲ့အင်းငြိမ်းမှုရှိကိုအဲအင်းငြိမ်းမှုရှိကိုရောက်ဖို့ဆိုရင်လဲလောဘဇောဒေါသဇောပြင်မောဟဇောပါ ပြုတ်သွားမှာမောဟဇော ပြုတ်ဖို့ဆိုတာကတိုးတာတွန်းတာပူရာအေးတာအကျင်နာလေးတွေကိုတတိယတစ်ခုသတိပြုပြီးတော့ခေါင်းကိုခြေလက်တွေပြောက်သွားတဲ့အထိ အဲ့အလေးပဲနှလုံးသွင်းနိုင်ပြီးခန္ဓာဆိုတာဒီသဘောပဲလို့စိတ်ထဲမှာပိုင်ပိုင်နေနေဆုံးဖြတ်ချက်ချနိုင်ရင်ဒီဇောတွေကြံ့သွားတဲ့အေးချမ်းမှုပေါ့နော်လောဘဇောဒေါသဇောမောဟဇောပါပြုတ်ကျသွားတဲ့အတွက်လူဟာပျော့ပြောင်းသွားတယ်အေးချမ်းသွားတယ်နှုတ်မရင်စိတ်ကဝင်လေထွက်လေကိုအားတင်းနေရတဲ့အတွက် stress ရှိနေတယ်အဲ့ဒီအတွက်ကျွန်တော်တို့က stress ရှိနေတဲ့အတွက်စိတ်က tense ဖြစ်နေတယ် စိတ်ကတင်းနေတဲ့အတွက်လဲခန္ဓာကိုယ်ကတောင်းတင်းနေတယ်အဲ့တော့တရားအထုံးမှုမှာကျွန်တော်ကနှစ်ပိုင်းရှိတယ်ပထမပိုင်းကဝရိယတင်ရတဲ့အပိုင်းရှိတယ်ဝရိယတင်ရတဲ့အပိုင်းမှာတော့ကြိုးစားရမယ်ဒီဝရိယကြောင့်တမာရီလေးတွေဖြစ်လာလို့ရှိရင်ဇောကိုခြတ်တရမယ်ဇောကိုခြတ်တတ်တဲ့ဟာလဲလေ့ကျင့်ပြောထောင်ရမယ်ဝရိယတင်တာကိုလဲလေ့ကျင့်ပြောထောင်ရမယ်ဝရိယတင်တာကတော့ ကိုဘယ်နှနာရီထိုင်မယ်ဆိုလို့ရှိရင် နာနာကျင်ကျင် တောင့်တောင့်မဖြုတ်နဲ့ထိုင်တာထိုင်ရအောင်အဲ့ဒီချိန်မှာကိုကကြိတ်မိတ်ထိုင်ရမှာပဲဒါကဝရိယတစ်ခုကိုတင်ရတာဖြစ်ပါတယ်ဒီလုပ်ငန်းစဉ်လည်းလုပ်ရမယ်လမ်းလျှောက်လည်းဘယ်ဟန်နေဘယ်ထိရှောက်မယ်ဝင်လေထွက်လေကိုမရရအောင်မှတ်မယ်မလွတ်အောင်မှတ်မယ်ဆိုတော့ဒီလိုဝရိယအဓိပတိပစ္စည်းရောစိတ်တွေကို တင်းပြီးတော့မှတ်ရပါတယ်ဒါဝရိယတင်တဲ့လုပ်ငန်းတစ်ခုပါဒါကြောင့်မလို့တရားရိပ်တာတွေမှာမပြုတ်မပြင်းမပြောင်းမလဲပဲနဲ့တဏှာကြီးပေါ့နော်အဲအဋိဌာန်နဲ့ထိုင်ရတဲ့လေ့ကျင့်ခန်းတွေပေါ့အဲဒါတွေလည်းဝရိယတင်တဲ့လုပ်ငန်းစဉ်တွေကိုလည်းကျွန်တော်တို့အလုပ်ရမှာဖြစ်ပါတယ်ဒါကမိမိရဲ့အခြေအနေပေးမှုပေါ်မှာတရားအထုတ်တဲ့အခါမှာအခြေအနေပေးမှုပေါ်မှာမူတည်ပြီးတော့ ဝရိယတင်နေဆိုတာမလုတော့ခန္ဓာကိုယ်အပြင်မပြောင်းမပြဲလဲပဲနဲ့မလုဖက်နဲ့ငါမရရအောင်ဒီအချိန်ထိတော့ထိုင်မယ်ဆိုတော့ဒီလိုဝရိယတွေလည်းတင်ရမှာဖြစ်ပါတယ်ဒီလိုဝရိယတွေတင်လိုက်တဲ့အတွက်တမာရီဖြစ်လာမယ်ဒီတမာရီအစွမ်းလေးတွေရလာတဲ့အခါမှာခုနကကျွန်တော်ပြောသလိုလောဘဒေါသမောဟဇောတွေတမာရီအစွမ်းကြောင့် ခန္ဓာမှာခေါင်းကိုခြေလက်ဆိုတဲ့ပုံတရနမိတ်တွေပြောင်းပြီးတော့ဒူရာတွန်နာပူရာအေးရာကျင်နာဒီဖောက်ပြန်တဲ့သဘောတွေကိုပေါ်လွင်ထင်ရှားလာပါလိမ့်မယ်ပေါ်လွင်ထင်ရှားလာရင်အဲ့အားလေးတွေနဲ့ခက်ကြကြနေနိုင်အောင်နှလုံးသွင်းတတ်ဖို့လိုပါတယ်ဒါကလောဘဇောဒေါသဇော မောဟဇောတွေကိုလည်းချပါသေးတယ်ကျွန်တော်တို့ကနော်ဒါကြောင့်မလို့ တရားလုပ်ငန်းလေးဟာအပိုင်းနှစ်ပိုင်းရှိပါတယ်ဝရိယတည်ထောင်တဲ့အပိုင်းလေးရှိသလိုဒီဝရိယအစွမ်းကြောင့်တမာရီဖြစ်လာရင်ရုပ်တင်တဲ့နေကို အောင်းမေးပြီးတော့လောဘဇောဒေါသဇော မောဟဇောတွေလည်းဖြည်းဖြည်းချယူရတဲ့အပိုင်းရှိပါတယ်နော်ဒါကြောင့်မလို့အဲဒီလုပ်ငန်းစဉ်လေးဟာကိုယ်စိတ်ထဲမှာတရားအထုတ်တဲ့လုပ်ငန်းစဉ်လေးမှာအပိုင်းနှစ်ပိုင်းလို့ယူဆထားပါဝရိယတင်ရတဲ့အပိုင်းရှိသလို့ အဓိကတော့မောဟပယ်တာပေါ့နော်မောဟဇောရှိတယ်ပုဂ္ဂိုလ်တတဝံလို့ယူထားတာဟိုကကျွန်တော်တို့မှာမောဟဇောတွေရှိတဲ့အတွက်စိတ်ရမအေးချမ်းမအောင်မတည်ငြိမ်မအောင်စိတ်တရားလှုပ်ရှားနေပါတယ်မောဟဇောကြောင့်ဒါကြောင့်မလို့ဒီမောဟဇောကိုပြုတ်ကြဖို့လိုပါတယ်မောဟဇော ပြုတ်ကြဖို့ဆိုတာယုတ်တည်နေနေဆိုတာကစာဤပေဤလို့တွေ့နေမှာမဟုတ်ပါဘူး မာတဲ့သဘောတွေထီးတဲ့သဘောတွေတိုးတဲ့တွန်းတဲ့သဘောတွေနားနဲ့ကျင်တဲ့သဘောလေးတွေပူတဲ့အေးတဲ့သဘောလေးတွေကိုခေါင်းကိုခြေလက်ကြီးပျောက်သွားတဲ့အထိခေါင်းကိုခြေလက်ကလက်လက်ကနေရင်ပျောက်မှာမဟုတ်ပါဘူး။တမာရီလေးတီးလာတဲ့အတွက်အာယုံစူးစိုက်တဲ့အားတွေကောင်းလာတဲ့အတွက်ဘုံဒရန်နမိတ်တွေချုပ်ပျောက်သွားပါဘုံဒရန်နမိတ်တွေချုပ်ပျောက်သွားရင် ီတတိယတခုသတိပြုဆိုရဲတိုးရတောနာထီရာပူရာအေရာဒီနာရာကျင်းတဲ့သဘောလေးတွေပေါ်မှာပဲစိတ်ကရှိပြီးတော့ခေါင်းကိုခြေလက်ကြီးပျောက်သွားတယ်။ဘယ်ကနာတယ်ဘယ်ကကျင်းတယ်ဘယ်ကတိုးတယ်ဘယ်ကထိနေတယ်လို့နေရာတွေပျောက်သွားပါလိမ့်။ပျောက်သွားပြီးတော့အဲ့ဒီအာယုံလေးနဲ့ခက်ကြကြနေနိုင်အောင်ကျွန်တော်တို့ကြိုးစားပရမတ်အာယုံနဲ့ကြာကြာနေနိုင်အောင်ကြိုးစားပါလို့ပခုတ်ကူဆရာတော်ဘုရားကြီးကဆုံးမခဲ့ပါတယ်။ပရမတ်အာယုံနဲ့ကြာကြာနေနိုင်လာရင် ဒီ ਪਰ မတ်အာယုံသဘောတွေနဲ့ကြာကြာနေနိုင်ကိလေသာငြိမ်းတာလေးကဉာဏ်ထဲမှာပေါ်လွင်ထင်ရှားလာမှာပထမတော့ဒီ ਪਰ မတ်အာယုံတွေကိုအာယုံစိုက်နေရတဲ့အတွက်ကိလေသာငြိမ်းတဲ့ရှိကိုဉာဏ်ကမညွတ်တတ်သေးဘူးအဲ့တော့ ਪਰ မတ်အာယုံကိုပဲကျွန်တော်တို့ကဖြစ်ပြမြင်ဖြစ်ပြမုံဖြစ်ပြဆုံးဆိုတဲ့အဒီကိုအာယုံ ရောက်ရောက်သွားတတ်တယ်အဲ့ဒါကဓမ္မပြပါရနဲ့သွားမှာကျွန်တော်တို့အလုံးမဟုတ်ဘူးကျွန်တော်တို့အလုတ်က ဒီပရမအာယုံလေးနဲ့ကြာကြာနေတတ်အောင်လေ့ကျင့်ပြိုးထောင်လိုက်ဉာဏ်နဲ့မှဒီပရမတရားတွေကကျွန်တော်တို့ဘာမှပိုင်လို့ဆိုင်လို့မရဘူးပိုင်သူလည်းမရှိဘူးပိုင်လို့လည်းမရတဲ့သဘာဝတရားတွေအကြောင်းတိုက်ဆိုင်ရင်ဖြစ်လာမယ်အကြောင်းကရင်ချုပ်ပြောင်းနေတဲ့သဘောတွေကိုဉာဏ်နဲ့မှပေါ်လွင်ထင်ရှားလာလို့ရှိရင်ဒီပရမတရားတွေပေါ်မှာစိတ်ထဲမှာတန်တရားအစစ်စကနေပြီးတော့ငါငါဥစ္စာလို့သိမ့်ပိုက်ထားတဲ့ လောဘတဏ္ဏကိလေသာငြိမ်းတဲ့သဘောလေးတွေပေါ်လွင်လာပါလိမ့်မယ်ဒီယုံနံပရမတ်တိုးတာတွန်းတာထိတာပူတာအေးတာနာတာကျင်တာလေးတွေဟာငါမဟုတ်ဘူးငါဥစ္စာလို့လည်းသိမ့်ပိုင်လို့မရဘူးအကြောင်းတိုက်ဆိုင်ရင်ဖြစ်ပြီးတော့အကြောင်းကိရင်ချုပ်ပြောင်းနေပါလားဆိုရဲဒီပရမတ်ဒီတရားကြီးရဲ့အနတ္တအမြင်အိဋ္ဌအမြင်တွေဟာပေါ်လွင်ထင်ရှားလာပါအဲ့ဒါအပြင်ဒါရီယာ ယုံ nant သဘောတရားဆင်းရဲပါလားကိုယ်လိုတိုင်းလဲဘာမှမဖြစ်ဘူးဆိုအញ្ញနဲ့မှာသူသဘောသူဆောင်ပေါ်လွင်လာပါလိမ့်အဲ့လိုပေါ်လွင်လာတဲ့အတွက်ကိုယ်စိတ်ထဲမှာတစ်ချိန်မှာကိလေသာလောဘကင်းတဲ့သဘောလေးတွေကိုကိုယ်ကခံစားတတ်လာလိမ့်မယ်အခုကကျွန်တော်တို့ကမခံစားတတ်သေးဘူး ခံစားတာကလောဘနဲ့ခံစားတတ်တယ်ဒေါသနဲ့ခံစားနေတာမောဟနဲ့ခံစားနေတာကိလေသာငြိမ်းတဲ့သဘောကိုမခံစားတတ်သေးဘူးကိလေသာငြိမ်းတဲ့ချမ်းသာလေးတွေကိုကိုမတွေ့ဘူးသေးဘူးဘာလို့လဲဒီယုံနယ်တွေကိုငါ့ငါ့ဥစားလို့တိမ့်ပိုက်ထားတဲ့လောဘတဏ္ဍာကိုကျွန်တော်မလွတ်တတ်သေးဘူးမလွတ်ဘူးသေးဘူးလွတ်တဲ့သဘောတွေကဉာဏ်မှာပေါ်လွင်ထင်ရှားမနေသေးဘူးကိုယ်ပိုင်ဉာဏ်နဲ့ခံစားနေတာမဟုတ်သေးဘူးတညာသီးနဲ့ပဲမှန်းဆပြီးတော့ ျော်နေရသေးတာကိုယ်တိုင်ဓမ္မယတ္တကိုမစားသုံးမှုသေးဘူးဒါကြောင့်မို့လဲအယတာမတွေ့သေးလို့လဲတအားမနစ်သက်သေးဘူးကိုယ့်ရဲ့စဉ္ညာသုံးသက်တဲ့ဉာဏ်နဲ့ကိုယ့်ရဲ့လောကီမှာ ပူပင်မှုတွေចောင်းကြမှုတွေပင်မစဉ္ညာမှုတွေကြောင့်ဒီဟာတွေရဲ့နေလွတ်ချင်တဲ့သဘောလေးတွေတော့စိတ်ထဲမှာရှိပေနေလဲကိုယ်တိုင်ဓမ္မယတ္တကို ထဲထဲဝင်ဝင်မခံစားဘူးတဲ့အတွက်ကိုယ်ပိုင်မခံစားဘူးတဲ့အတွက်အဲ့ဒီဘက်ကဆွဲအားနည်းနေသေးပါတယ်ဒါကြောင့်မလို့ကျွန်တော်ကလော်ကီလောဘနဲ့ပျော်တဲ့ထဲပဲပြန်ပြန်ပြီးတော့တက်ဆင်းနေကြရတာဖြစ်ပါတယ်ကိုယ်မှာတွင်းထဲပဲပြန်ပြန်ကြနေတာပေါ့နော်ကိလေသာတွင်းထဲပဲပြန်ကြနေရဒါကြောင့်မလို့ဒီကိုယ့်ရဲ့တရားအားထုတ်မှုဟာသတိဝိရိယတမာရီလေး အဒီစိတ်ထဲမှာအဓိပတိပစ္စည်းရောဇာနာပတိပတိဝရိယအဓိပတိစိတ်တာအဓိပတိပညာအဓိပတိတွေထိုင်ပြီးအာထုတ်ကြမှာဖြစ်တယ်လို့ဒီယုံ nant သဘောတွေရဲ့အမှန်ကိုသိပြီးလောဘဇောဒေါသဇောမောဟဇောတွေလည်းငြိမ့်အောင်အာထုတ်ကြရမှာဖြစ်ပါတယ်အဲဒီကိလေသာဇောတွေငြိမ့်သွားတဲ့ ချမ်းသာမှုကိုတကယ်ဓမ္မရတာကိုခံစားတတ်လိုက်ရင်ဒါနိရောဓသဘောလေးတွေခံစားတတ်လိုက်ရင်ဒီဘက်ကို အားကောင်းလာပါပြီကိလေသာတော့ရဲ့ပြန်ဆင်းရမှာကိုဝင်လေးလာလိမ့်မယ်တွန်းဆုတ်လာလိမ့်မယ်အခုကဓမ္မဘက်ကိုသွားမှာကိုတွန်းဆုတ်ပြီးတော့ကိလေသာတော့မှာပဲပြောနေကြတာပေါ့နော်လောကမှာကုသိုလ်တရားတွေမှာပြောတယ်ဆိုပေမဲ့လည်းဒီကုသိုလ်တရားတွေကအဝိဇ္ဇာပစ္စယသင်္ခါရထဲမှာကြာနေတတ်တယ်ပုဂ္ဂိုလ်တ attva အနေနဲ့ ကုသိုလ်တွေအားထုတ်နေတတ်တယ်။ပုဂ္ဂိုလ်တ ত্ত্ব အနေနဲ့ကုသိုလ်တွေအားထုတ်နေသည်မြတ်အဝိဇ္ဇာပစ္စယသင်္ခါရထဲမှာပဲရှိတယ်။တချို့ကကုသိုလ်နဲ့ပြောပါတယ်လို့ပြောပေနေလဲ။သူကပုဂ္ဂိုလ်တ ত্ত্ব အယူနဲ့ကုသိုလ်ထဲမှာပြောနေတဲ့အတွက်အဝိဇ္ဇာပစ္စယသင်္ခါရဆိုတဲ့ဒီထဲမှာပဲရှိနေတယ်။ထောင်ကောင်းတော့ရောက်မယ်။တန်တရားထောင်ဆိုတဲ့31ထောင်ကတော့မလွတ်နိုင်ဘူး။နိဗ္ဗာန်ဆိုတဲ့နိရောဓသဘောကိုမရောက်နိုင်ဘူး။ ဒါကြောင့်မလို့ဝိဇ္ဇာပစ္စယသင်္ခါယံကနေပြီးတော့ဝိဇ္ဇာပေတနာချုပ်နိဗ္ဗာန်ရောက်ဆိုတဲ့ဒီနိရောဓသစ္စာသဘောလေးတွေကိုဉာဏ်ထဲမှာပေါ်လွင်ထင်ရှားလာအောင်ကြိုးကြိုးစားစားနဲ့ဝရိယဆိုင်ပြီးတော့တမာရီလက်တီထောင်းသလိုဒီပရမတ်တရားတွေဖြစ်တဲ့တို့ရဲတွန်းနဲ့ပူရဲအိတ်ရဲထိရဲတိရဲလက်နဲ့ကြွရဲချရဲဆိုတဲ့ဒီပေါ်မှာ ယုံနံပရမတ်သဘောလေးတွေထင်ရှားလာအောင်ကိုယ်စိတ်ထဲမှာလောဘဖြစ်လို့ရှင်လဲနှစ်သက်သွားတဲ့လောဘသဘောလေးတွေလဲပေါ်လွန်ညနေကနေပြီးတော့သတိပြုမိအောင် မကြိုက်မနစ်တဲ့သဘောလေးတွေဒေါသသဘောလေးတွေရှင်လဲစိတ်ထဲမှာပေါ်ပေါ်လွန်လွန်သတိပြုနိုင်အောင်ကြိုးစားရမှာဖြစ်ပါတယ်တရားအထုတ်တယ်ဆိုတာကယုံနံနဲ့ကြည့်ရတာမဟုတ်ကိလေသာတွေပါကြည့်ရတယ်နေစဉ်ဘဝထဲမှာ ပုံမှန်နေလို့ရှိရင်ကိလေသာထင်ရှားတယ်ယုံနံမထင်ရှားဘူးကျွန်တော်တို့ကမြင်တဲ့အပေါ်မှာယုံနံလို့စိတ်ထဲမှာပေါ်လွင်မှုခက်တယ်ဒါပေမဲ့မြင်တဲ့အပေါ်မှာသဘောကျနှစ်သက်သွားတဲ့လောဘလေးကတော့မြင်သားတယ်မနှစ်သက်တဲ့ဒေါသလည်းမြင်သားတယ်အဲ့တော့ကျွန်တော်တို့ကတရားကိုရှာတဲ့အခါမှာဆရာကြီးဥွှေအောင်ကကုသိုလ်အကုသိုလ်ဆိုတာ မြစ်တစ်ဖက်ကန်းဆိုတဲ့နိဗ္ဗာန်ခေမာတောင်ကန့်တစ်ဖက်ကန်းဆိုတဲ့နိဗ္ဗာန်ကိုကူးရတဲ့ခါမှာကုသိုလ်နဲ့လည်းကူးရသလိုအကုသိုလ်နဲ့လည်းကူးနိုင်ပါတယ်ဒါမြတ်စွာဘုရားကြောင့်မို့ကျွန်တော်တို့အကုသိုလ်ဆိုမှကောင်းမှုပေးရမယ်လို့ထင်နေတယ်လေဒီအကုသိုလ်ကိုပဲအသုံးချတတ်လို့ရှင်နိဗ္ဗာန်တစ်ဖက်ကန်းကိုပို့တာပဲအဲ့တော့ဝိပဿနာရှုရဲဆိုတာစာပေမှာလည်းအရှုခံနေရာဒုက္ခသစ္စာလည်းရှုနိုင်တယ်လို့သမုဒိယသစ္စာကိုလည်းရှုရမယ်လို့ညွှန်ကြားပေးဖြစ်ပါတယ်ဒါစာပေက တစ္ဆာ၄ပါးရဲ့မှာအရှုခံကဒုက္ခတစ္ဆာရောတမှုရိယတစ္ဆာရောပါပါတယ်မဟာသတိပဋ္ဌာန်သုံးပါးလောဘဖြင့်ဖြစ်မှန်းသည့်ဒေါသဖြင့်ဖြစ်မှန်းသည့်မောဟဖြင့်ဖြစ်မှန်းသည့်ဆိုပြီးတော့စိတ်တဏှုပတ္တနာမှာမြတ်စွာဘုရားဟောကြားခဲ့တယ်အဲ့တော့ကျွန်တော်လက်တွေ့ဘဝတွေမှာလဲရှေးစိတ်ပြီးနောက်စိတ်မှာသတိဆိုတာကခန္ဓာရဲ့စိတ်ဖြစ်စဉ်မှာရှေးစိတ်မှာလောဘဖြစ်ရင်လဲလောဘဖြစ်သွားမှသတိရှိလိုက်တာ ਨੇ ဒီသတိဆိုတဲ့ဉာဏ်ကုသိုလ်ကဘယ်ကိုပို့လဲဆိုတော့နိဗ္ဗာန်ကိုပို့ပါတာ ိဗ္ဗာန်နတပိစေယောတုအဲ့တော့နိဗ္ဗာန်ကိုပို့တာကကုသိုလ်ကလည်းအသုံးချတတ်ရင်နိဗ္ဗာန်ကိုပို့မယ်ကုသိုလ်ဆိုတာကျွန်တော်တို့ရဲ့ပန်းတိုင်မဟုတ်ဘူးအဝိဇ္ဇာပစ္စယသင်္ခါရထဲမှာပါတဲ့ကုသိုလ်အကုသိုလ်တွေကကျွန်တော်တို့အတွက်အသုံးချတတ်ရင်နိဗ္ဗာန်ကိုရောက်တယ်အဝိဇ္ဇာပဲတဏှာချုပ်ဒုက္ခသစ္စာကိုဆိုရဲယုံနံကိုလည်းသိရမှာဖြစ်တယ်လို့သမုဒိယသစ္စာဆိုရဲကိလေသာတွေကိုလည်းကျွန်တော်တို့သိရမှာဖြစ်ပါတယ် ဒီနှစ်ခုကိုတည်ခြင်းကိုကအဝိဇ္ဇာပယ်ခြင်းဖြစ်ပါတယ်အဝိဇ္ဇာပယ်ဆိုတာကယုံနယ်နဲ့ကိလေသာကိုတည်သွားခြင်းကအဝိဇ္ဇာပယ်တာပဲယုံနယ်နဲ့ကိလေသာဆိုတာဘယ်လိုလဲဘယ်သူမှမဟုတ်မိမိကိုယ်တိုင်ပဲအဝိဇ္ဇာမိမိကိုယ်တိုင်ဘာလဲဆိုတာယုံနယ်နဲ့ကိလေသာလို့အမှန်သိလိုက်တာနဲ့အဝိဇ္ဇာပဲတဏှာချုပ်နိဗ္ဗာန်ရောက်သွားတာပဲဒါပေမဲ့ကျွန်တော်တို့စိတ်ထဲမှာတရားကြီးအခက်ကြီးရသော်ဗျာလေးတင်ကြီးကဘာတင်ပါဏွေဖြစ်ပြီးတော့ 45ပါပလုံဟောခဲ့တဲ့တရားတွေကဗိရိက3ပုံဆိုတော့ကျွန်တော်တို့ ਨੇ အလံဝေးတယ်လို့ဒီလိုယူဆနိုင်စရာအကြောင်းရှိပါတယ်။ဒါကမြတ်စွာဘုရားတမ္ပိကျုဏဉာဏ်ကြီး ਨੇ တတ္တဝါတွေအလုံးရဲ့ဇေယျမျိုးမျိုးအတေယနှစ်တမ်းမှုအမျိုးမျိုးပေါ်မှာမူတည်ပြီးရှုထောင့်အမျိုးမျိုးကနေ360 degree ဟောကြားခဲ့တဲ့အတွက်အများကြီးဖြစ်နေရပါ။အဲဒီတော့ကျွန်တော်တို့ဒီတော့သစ္စာ၄ပါးကိုအခြေခံပြီးတော့ယုံနယ်သဘောကိလေသာသဘောတွေကို မိမိမှာဖြစ်ပေါ်တဲ့မြတ်နောက်ကနေသတိလေးနဲ့လိုက်ပြီးတော့ဆင်ញံသုံးသက်တက်လာလို့ရှိရင်အဝိဇ္ဇာပယ်နိုင်တဲ့ဉာဏ်တစ်ခုဖြစ်လာမှာဖြစ်ပါတယ်အဝိဇ္ဇာပယ်နိုင်တဲ့ဉာဏ်တစ်ခုဖြစ်လာရင်ဒီဉာဏ်ကြောင့်အဝိဇ္ဇာပဲတဏှာချုပ်ပြီးတော့နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ကြမှာဖြစ်ပါတယ်ဒါကြောင့်မလို့ဒီနေ့မြတ်စွာဘုရားရဲ့တရားတွေကိုနာကြားတဲ့ကုသကံစေနာတို့ကြောင့်ဒီဘဝမှာပဲမဉ္ဇဉ်ဖွဉ္ဇဉ်နိဗ္ဗာန်ကို လင်းမြန်ဆော့သွားမျက်မှောက်ပြုနိုင်ပါသည်လို့ဆုတောင်းရင်းနဲ့ဤကုန်းချုပ်ပါれ။သာဓုသာဓုသာဓု